ခရစ်ပတိုနဲ့အမြတ်ပုံမှန်ရနေတဲ့ trader တွေမှာလိုဝက်ချက်တစ်ခုရှိပါတယ်။ဒီလိုဝက်ချက်ကြောင့်ပဲသူတို့အတွက်ခရစ်ပတိုဆိုတာဝေတွင်းကြီးတစ်ခုလိုဖြစ်နေရပါ။ဒီလိုဝက်ချက်ကိုမသိသေးတဲ့ခရစ်ပတို beginner ပေါက်ဆံသီးတွေကတော့ခရစ်ပတိုလောက်ရင်းနဲ့အဟင်ကိုနေရတဲ့အရှုံးသမားသီးတွေတသက်ပဲဖြစ်နေအောင်မှာပါ။ဆိုတော့စကားတွေအများကြီးမပြောရဘူး။ဒီလိုဝက်ချက်ကဘာလဲဆိုတာကိုဒီဗီဒီယိုမှာကြည့်လိုက်တာပေါ့။ဒါကတော့ဘက်နေတဲ့ခရစ်ပတို portfolio ရှိတာပါပဲ။ အမြက်ပုံမှန်ရနေတဲ့ trader တွေလောကမလို့ဖဲ beginner တွေပဲလုံးမိတတ်တဲ့အမားက coin တစ်ခုလေးကိုပဲရှိသမျှပတ်စံနေ all in လိုက်တာပါ။ အဲ့ဒီကွင်သားစေစားဖြစ်မယ်ဆိုရင်ငါကစေစားချမ်းသာပြီဆိုတဲ့အတွေးနဲ့ပေါ့ဒီအမားလေးကအခက်မသိရင်ကိုယ့်ရဲ့ crypto ကအကောင်တုံညဖြစ်သွားမှာပါအဲ့ဒီတော့မှတတိမဖြစ်ဘဲနဲ့တခြားအဖြစ်သွားနိုင်ပါတယ်ဆိုတော့ဒီနေ့ video ကတော့ကိုယ့်ရဲ့ crypto portfolio ကိုညံလှပြီးတော့ဘယ်လိုစောက်ရမလဲဆိုတာကိုရှင်းပြပေးမှ ဖြစ်ပြီးတော့နောက်ဆုံးမှ beginner တွေသိမ့်မတည်တဲ့နည်းတစ်ခုကိုလည်းပြောပြပေးမှမို့လို့အဆုံးထိကြည့်တတ်ပါတယ် ပထမဦးဆုံး crypto portfolio ဆိုတာဘာလဲသူ့ရဲ့အတိတ်ဘယ်ကတော့ကိုပိုင်တဲ့ crypto coin အစုပါပဲဥပမာကိုက BTC, ETH နဲ့ SOL ဝယ်ထားရဆိုရင်ဒီစုစုပေါင်း၃မျိုးကကိုယ့်ရဲ့ crypto portfolio ပါ portfolio မှာ၂မျိုးရှိပါတယ် ပထမကညံ့တဲ့တခွိုင်တဲ့ကိုလောဘချီးပြီးတော့ all in ထားတဲ့ portfolio ဒုတိယတစ်ခုကတော့ need to မြတူရေရှည်အမြတ်ရဖို့အတွက်သေချာတိဆောက်ထားတဲ့ကောင်းတဲ့ portfolio ပါဆိုတော့ဒီနှစ်ခုမှာဘေဟာက new ဘေဟာက pro ဆိုတာကိုခွဲခြားနိုင်မယ်ထင်ပါတယ်ပဲနေရာမှာမဆို pro မဆန်ရင်အငူတန်းမှာပါဆိုတော့ဒုတိယတစ်ခုလိုမျိုးကောင်းတဲ့ portfolio ကိုဘယ်လိုတိဆောက်မလဲ good portfolio နဲ့ bad portfolio တာပြောနေပေမဲ့တကယ် long term good portfolio ရှိဖို့ဆိုတာကနည်းစနစ်ကြားရမှာဖြစ်ပါတယ် crypto portfolio ကတခု ရှိဖို့ကအဆင့်3ဆင့်ရှိပါတယ်ပထမအဆင့်ကတော့ portfolio ရဲ့အကြီးဆုံး90ရာခိုင်နှုန်းကနေ60ရာခိုင်နှုန်းကိုစိတ်အချရာဆုံး coin တွေကိုကင်တာပါ crypto မှာစိတ်အချရာဆုံးကတော့ bitcoin ပါပဲ bitcoin ဒါ၃ညဖြစ်ကြည့် crypto ဆိုတာကသမိုင်းထဲမှာပဲကြံခဲ့တဲ့အရာတစ်ခုဖြစ်တော့မှာပါ Bitcoin က crypto ရဲ့ကြော်ယူကြီးပါပဲ။တကယ်ပန်တွေစီးပွားရေးလုပ်ငန်းတွေက crypto ဝယ်စုရဲဆိုရင် Bitcoin ကိုပဲအများဆုံးဝယ်စုကြတာပါ။ Crypto market ကြီးတစ်ခုလုံးဖြစ်စီသွားရင်တော့မှ Bitcoin ကဆက်ပြီးရရှင်သန်နေဦးမှာပါ။နောက်တစ်ခုကတော့ Ethereum ပါ။လက်ရှိဈေးတွေကျနေရဆိုပေမဲ့ Ethereum ပေါ်လာလို့ဒါတခြား token တွေ blockchain တွေက စတိုက်ပေါ်လာတာလို့ပြောလို့ရတယ်။သူကအသုံးပြုပြီးတော့ရေးထားတဲ့ smart contract တွေမှာတောင်းချပြီးရရှိပါတယ်။ ဒီတော့ Bitcoin နဲ့ Ethereum ကစိတ်အချရာဆုံးထဲမှာပါပါတယ်။ဒါပေမဲ့ဒီနှမျိုးမှာလည်းဈေးတက်ချိန်ဈေးကျချိန်ဆိုရရှိလို့တခြား analyze လုပ်ပြီးမှပဲဈေးတန်တဲ့အချိန်မှာဝယ်သင့်ပါတယ်။ โอเคအခု portfolio ရဲ့ဒုတိယအခြေဆုံး40ရာခိုင်နှုန်းကနေ30ရာခိုင်နှုန်းလောက်ကိုတော့တကယ်အလားအလာရှိတဲ့ project coin တွေကိုထဲပါမင်း coin တွေလိုမျိုး အလကအတိတ်ပဲမရှိခဏလေးဈေးတက်ပြီးတုံ့ပြန်ပြန်ရောင်းမဲ့ဟာမျိုးမဟုတ်ဖိနဲ့တကယ် project တိတိကျကျတိတိကျကျခိုင်ခိုင်မာမာနဲ့အသုံးဝင်တဲ့ coin တွေကိုဆိုလိုတာပါဥပမာ Ethereum ရဲ့အပြိုင်တွေပြင်မဲ့သူထက်တချို့နေရာတွေမှာတာနေရဲ့ Layer 1 blockchain coin တွေပေါ့ ဖေ project ကိုရောဝယ်ပါလို့အတိအကျမပြောလို့ပေမဲ့ Ethereum နဲ့အပြိုင်ဖြစ်ပြီးဒုထက်သားနေရဲ့ project တွေကို ရှာဝယ်ရပါမယ်။ပြီးတော့ AI တို့ gaming တို့ DeFi တို့နဲ့ဆိုင်တဲ့ coin တွေပေါ့ trend နောက်ပဲလိုက်တာမကောင်းပေမဲ့ trend ကိုအသုံးပြုပြီးတော့ crypto coin တွေကိုရှာလို့ရပါတယ်။ ဥပမာအရင်က NFT game မြေခေတ်စားတော့ငါဆို NFT game ငါထုတ်တဲ့ coin တွေကိုဝယ်ခဲ့တဲ့လို့ပေါ့အခုခေတ်ကတော့ AI ခေတ်ဆိုတော့ AI နဲ့ဆိုင်တဲ့ coin တွေကအလားအလားရှိပါတယ်နောက်ဆုံး portfolio ရဲ့ကျန်တဲ့တန်းပါဆန်လောက်မှာတော့ risk အများဆုံးဖြစ်တဲ့ coin တွေကိုဝယ်လို့ဖြစ်ပါတယ်တခါတလေမှာ crypto က risk များပေမဲ့အမြက်လည်းကျန်တတ်ပါတယ် high risk high return ပေါ့အမြင့်များများရချင်တဲ့ဆိုရင် market cap နဲ့တည်းရဲ့ coin တွေကိုကြိုးဝယ်ပြီးတော့စုထားရတတ်တယ် အရင်ကလုံမိတတ်တဲ့အမားက ဒီလို NDA များတဲ့ coin တွေကို portfolio ရဲ့တရားရပိုင်းနှုန်းထည့်လိုက်တာပါဒီ coin တွေက zero or hero ပဲတက်ချင်ရင်လဲစေစားမကတက်ပြီးတော့ကျချင်ရင်လဲလုံးဝတုံညာအထိပြန်ရောက်သွားမှာပါပြီးတော့အားလုံးရဲ့အသေးကြော်ဘဲလော်ဖြစ်တဲ့ mean coin တွေပါဒီ mean coin တွေက beginner တွေကြားရမှာဆိုလို့ရှိရင်တော်တော်လေး hot ဖြစ်တဲ့ celebrity coin တွေလို့ပြောလို့ရပါတယ် mean coin ဆိုတာဘာ project မှာလဲခိုင်ခိုင်မာမာမရှိဘဲနဲ့ဟာသအနေနဲ့ထုတ်ထားရုံပဲဒါပေမဲ့ Elon Musk တောင်မှ Doge လိုမျိုး mean coin ကိုသဘော ါ်ကြပါတယ်။ Bitcoin လိုမျိုးအသုံးဝင်ပြီးစိတ်ချရတဲ့ investment ကကောင်းမင်မဲ့တမန်၄၀၀ခိုင်နှုန်း၅၀၀ခိုင်နှုန်းပဲအမြတ်ရချင်တယ်ဆိုရင်တော့သူတွေကပို့ပြီးတော့စိတ်ချရတဲ့ stock ပဲဝယ်မှာပေါ့ crypto ဆိုတဲ့လောကထဲမှာပဲဘာမှမဟုတ်တဲ့ဒီဟာတ coin တွေကနေ အမြတ်တွေစေစားအစတရားရနိုင်တာမို့လို့တကယ်လို့အဆုံးရှုံးခံနိုင်နေဆိုရင်တော့ခုရဲ့ portfolio ရဲ့စေရခိုင်နှုန်းနဲ့အောက်ကိုဝယ်လို့ဖြစ်ပါတယ်ဒါပေမဲ့ crypto မိတ်ပတ်ကဒီ meme coin ဝယ်တာကိုအားမပေးပါဘူး ဖြစ်နိုင်ရင်ဆေးရခိုင်နှုန်းကိုလည်းတခြားစိတ်ချရတဲ့ခွိုင်ပဲဝယ်သင့်ပါတယ်။ဒါဆိုရင်နောက်ဆုံးအနေနဲ့ beginner တွေမသိသေးရဲ့ကိုယ့်ရဲ့ခွိုင်နဲ့အထက်အကျဆစ်လို့ရတဲ့ tools တွေကိုလက်ဆောင်အနေနဲ့ပြောပြပေးမယ်နော်။ဒါကတော့ quick guess ကို quick market cap နဲ့ data update ရဲ့ portfolio ထည့်လို့ရတဲ့ feature တွေပါပဲ။သူတို့တွေမှာကိုယ်ဝယ်ထားတဲ့ coin တွေကိုတသက်စင်ရင်မှတ်ခိုင်းလိုက်ရင် တစုတစည်းတဲ့ဘလောက်တက်တယ်ဘလောက်ကျရဲဆိုတာကိုသိရမှာပါ။ နောက်ဆုံးသတိပေးချင်တာကတော့ cryptocurrency ကအရှမ်းကိုအထက်ကျကျင်းပါတယ် crypto မိဘကဘယ် crypto ရဲထည့်ပါဆိုပြီးတော့ရင်းနှီးမြှုပ်နှံဖို့ financial advice လုံးဝပေးမှာမဟုတ်ပါဘူး ခရစ်ပတိုနဲ့ပတ်သက်တဲ့ဘဟုသုတရစရာအကြောင်းအရာတွေကိုပဲတင်ဆက်ပေးနေရဖြစ်တဲ့အတွက်ကြောင့်မို့လို့ဗီဒီယိုတွေကိုကြည့်ရင်လည်းနားမလည်တာရှိလို့ထပ်ပြီးတော့မေးချင်တယ်ဆိုရင်တော့ CryptoMate ရဲ့ Telegram group ကို join ထားလို့ရပါတယ်။ link ကိုလည်း deposit ရဲ့အောက်မှာချပေးထားပါမယ်။ Order နဲ့ Crypto Trading လုပ်ဖို့အတွက် Binance account မရှိသေးဘူးဆိုရင်တော့အခုပြထားတဲ့ CryptoMate ရဲ့ referral code နဲ့ account ဖွင့်ထားလို့ရပါတယ်။ဒီ account နဲ့ဖွင့်ထားတဲ့ account ဆိုရင် Binance ပေါ်မှာ trading လုပ်တိုင်းပေးရတဲ့ fees ကို20% discount lifetime အနေနဲ့အမြင်ရရနိုင်မှာဖြစ်ပြီးတော့ ခရစ်ဘရမိတ်ကနေလုပ်တဲ့ကမ်ပိန်းတွေကရီဝတ်တွေကိုလည်းရနိုင်တာဖြစ်တဲ့အတွက်ကြောင့်မို့လို့ယေရှုမှာအများကြီးအကျိုးရှိမှာဖြစ်ပါတယ်။ကဲဒီနေ့ဗီဒီယိုကတော့ဒီလောက်ပါပဲ။အားလုံးပဲနောက်ဗီဒီယိုမှာပြန်လေးကြရပါဦး။